နောက်ဆုံးမှာတော့ကောင်းကင်ထမ်းမှာခင်ရောက်ငကားကိုးကောင်ပါရှိလာပြီးထာဝရတည်တမ်းမဲ့ငကားအုပ်တန်ကိုပြုလိုက်ကြပါတယ် ထိုခင်းရောက်ငကားကိုကောင်ကတခေါင်နဲ့တခေါင်စုံမိကြပြီးခင်းရောက်အလင်းတွေကလက်သွားတဲ့အခါဖက်စည်းပုံအစင်တစ်ခုဟာဖြစ်လာပါတယ်ထိုဖက်စည်းပုံဟာဖြစ်ပေါ်လာတဲ့ပုံဝင်ချင်းတစ်ခုလုံးကကောင်းကင်ဝင်းညစွားတွေဟာပြင်းထန်စွာနဲ့ပောက်ွက်ထလာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ငကားကိုကောင်ဖက်စည်းပုံအစင်ကလီထဲမှာရက်တိနိုင်ပြီးမိကောင်ကအလင်းတွေကိုလက်ခနဲထွက်လို့နေပါတယ်အဝေးရနေတော့မြင်နိုင်ပြီးမိကောင်ကအလင်းတွေကိုထွက်လို့နေပါတယ်ဖက်စည်းပုံအစင်ရဲ့အပြင်ဘက်ကကောင်းကင်ကလည်းလင်းညွတ်သွားပြီးလူသုံးယောက်ကထွက်လာပါတယ်သူတို့ကတော့လင်းထန်းဟူခင်းရောက်ဝေ ီတက်လက်ပိုင်းမြို့သားနဲ့အကြီးကဲဘွားကြီးတို့ပါအကြီးကဲဘွားကမျိုးလုံးလေးကိုဖင်လိုက်တော့မျိုးလုံးလေးကတောက်ပါစွာနဲ့လင်းလန်းနေပါလေသူတို့တုံယောက်ကပေါ်လာပြီးမကြိုက်ခင်မှာပဲသူတို့ရှေ့ရလီဟာနေကလင်းညွန့်သွားပြီးနောက်ထပ်လူတယောက်ကထွက်လာပါလေထိုလူကခေါင်းကိုမောလိုက်တာနဲ့လင်းထင်းဟူးရဲ့မျိုးလုံးလေးကရက်ဆက်ကြံကြုတ်လာပါလေအကြီးကဲဘွားကလည်းခေါင်းမော့ပြီးအလုံးစုံမရှိသူကိုချိန်လိုက်ပါလေအလုံးစုံမရှိသူကတော့ပုံမှန်တိုင်းပဲအကြီးကဲဘွားကိုချိန်ပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါလေအလုံးစုံမရှိသူကကျဉ်းကျဉ်းသူမိတ်ဆွေဘွားကိုနှုတ်ဆက်ပါလေ အကြီးကဲပွားရလေမပြတ်သားတဲ့အပြုံနဲ့ခေါင်းကျင်းလိုက်ပါရင်လင်ထင်းဟူကငေါ့ကိုဖိတ်ခေါ်လို့ဒီလူကိုကြီးရလာကြည့်အောင်အလုံးစုံမြင်ရှိသူဟာ၎င်းကိုကောင်ဖေစီပုံကိုကြည့်ပြီးတင်ငိန်စွာနဲ့ပြောလိုက်ပါရင်ကိုယ့်ရဲ့အစွမ်းစားနဲ့တည်းယုံကြည်မှုကမရှိပေမဲ့ကျဉ်ကျဉ်သူမိတ်ဆွေဘွားရရှိနေတော့ဒီခီးစင်မှာပြဿနာမရှိတော့ပါဘူးသူတို့နှစ်ယောက်ကစကားပြောနေတော့ဖေစီပုံရဲ့တစ်ဖက်တစ်ချက်စီမှာလီဟာနဲ့ကွင်းမြုံမှုနှစ်ခုကပေါ်လာပါရင်ထိုးရတော့ကောင်းကင်မိုးတိုင်ကျဉ်ကျဉ်သူစုံတွဲနဲ့ဝင်လင်းတို့ပါ ကောင်းကင်မိုးတိန်ညှမ်းသူဆုံးတွေနောက်မှာပုံရိပ်တစ်ခုကပေါ်လာပါတယ်ဝင်လျက်နောက်မှာတော့စစ်ထူနယ်နိုင်ကူလီပင်းရှင်သခင်နဲ့သူတို့ဖဲပါပဲနှစ်ဖက်စလုံးကပေါ်လာတဲ့အခါတစ်ဖက်နဲ့တစ်ဖက်အကဲခတ်နေကြပါတယ်ဝင်လျက်ပေါ်လာတဲ့ဝင်ဝီရဲ့နောက်ကပုံရိပ်ကတုံရင်သွားပြီးဝင်လျက်ကိုတိချာကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးမှာနောင်သားနဲ့ကျဉ်တမှုတွေကိုမြင်နေရပါတယ်ဝင်လျက်အကြီးကကောင်းကင်မိုးတိန်ညှမ်းသူဆုံးတွေစီကိုရောက်ရှိသွားပါတယ်သူတို့ကိုအရင်ကတွေ့ခဲ့ဘူးပဲတိချာတော့မသိပါဘူးတို့ရရင်သူတို့နောက်ကပုံရိပ်ကိုမြင်တော့ကြောက်ရွံ့ဆိုတာချက်ချင်းပဲမှတ်မိသွားပါတယ် ဝန်ဝေကဝန်လင်းကိုစိတ်ဝင်စားနဲ့ကြည့်ပြီးပြောလိုက်ပါလေမင်းကစရုထောက်ခူရဲ့တော့ယူသွားတဲ့ဝန်လင်းပဲလားဝန်လင်းကတော့မျက်နှာတငိမ်စွာနဲ့သတိထားနေပါလေရှေးရလူရဲ့ကျင့်ကြံမှုအစင်းကိုမမြင်နိုင်သလိုထိုလူဘေးကအမျိုးသမီးရဲ့ကျင့်ကြံမှုအစင်းကိုလည်းမမြင်နိုင်ပါဘူးကောင်းကင်မိုးတိမ်ကျင့်ကြံသူဆုံးတွဲဝန်လင်းကထိုကျင့်ကြံသူဆုံးတွဲအကြောင်းကိုရွှေရွှင်ရဲ့စီကနေကြားပူးပါလေသူတို့ကဂူတစ်ခုကိုထိန်းချုပ်ပြီးတော့ဘရောမမထွက်သွားကြပါဘူးထိုနှစ်ယောက်ကအဲ့ဒီကျင့်ကြံသူဆုံးတွဲဖျက်ရပါမယ်ဝန်လင်းကတငိမ်စွာနဲ့ပြောလိုက်ပါလေကျွန်တော်ပါ ဝန်ဝေရဲ့ဖေယားဟူထွန်းအလည်းဝန်ဝေကိုပြုံးပြီးတော့ပြောလိုက်ပါလေမင်းကအရင်တော့ငါတို့ရဲ့လောင်ဆောက်ကိုရှုံးသွားပြီဝန်ဝေကပြုံးပြီးတော့ခေါင်းညှိလိုက်ပါလေပြီးတော့ဝန်လင်းကပြုံးပြီးတော့ပြောလိုက်ပါလေမီးနဆူနိုင်ငံရဲ့ရေအောက်ချောက်ကအတားစီကိုမင်းကချတာလားဝန်ဝေရစကားပြောရင်လက်ကိုဖျင်းလိုက်တော့မျက်နှာပင်အားပေါ်လာပါတယ်ဝန်လင်းကမျက်ပင်ကိုမြင်တာနဲ့သူ့အကျင်ရချတာခဲ့တဲ့အတားစီဖြစ်မှန်သိလိုက်ပါတယ်သူကမျက်နှာမပြတ်ပဲခေါင်းညှိလိုက်ပါတယ်ငယ်ရွယ်သူတွေကအချိန်တန်ကြော်တက်လာကြပါပဲ မင်းရွယ်တော့ငါတော်မဒလောက်ထိရှုပ်ထွေးတဲ့အတားစီကိုမချနိုင်သေးဘူးဝန်ဝေကတပင်းဝင်ချပြီးသူ့ရဲ့မျက်လုံးလေးမှာအာချမှုတွေကပြင်းနေပါလေအကြီးကဲကမြောက်ပြောနေပါပြီဝန်လင်းကစကားပြောရင်ဝန်ဝေနောက်ကပုံရင်ကိုမတိမတကြည့်လိုက်ပါလေ ဝင်လင်းရဲ့အကြီးကချုပ်သွားကနေကြောက်ရည်ရဲ့မျက်လုံးတွေကမှိန်ဖြောစွာနဲ့လင်းလက်သွားပါတယ်ဝင်လင်းကချက်ချင်းပဲနားလေသွားပါတယ်ထိုးချိန်မှာလင်းတန်းပေါင်းများစွာအဝေးကနေရောက်ရှိလာပါတယ်အရှိဆုံးကလှပတဲ့တက်လက်ပိုင်အမျိုးသမီးတယောက်ပါသူ့နောက်မှာတော့ချင်းချင်းပဝင်သူမရဲ့တပည့်လေးယောက်ကပါလာပါတယ်နောက်တစ်ယောက်ကတော့နောက်ထပ်တောက်ပကောင်းရဲ့လင်းရောင်သူတို့စဉ်ဖြစ်လာနေတဲ့သူပါလာပါတဲ့မြို့သူမရရောက်လာပြီးရဲ့နောက်ပုံဝင်ချင်းကိုကြည့်လိုက်ကြပါတယ်။သူမတို့ဖဲကလုံးစုံမရှိသူကိုနှုတ်ဆက်ပြီးရဲ့နောက်ကောင်းကင်မူတိန်ကျင်းကျင်းသူဆောင်တွေကိုတေချာကြည့်လိုက်ပါတယ်။ပြီးတော့ဝင်လင်းကိုခင်မီရင်းနှီးတဲ့ပုံစံနဲ့ခေါင်းညှပ်ပြလိုက်ပါတယ်။နောက် ဆုံးမှတော့အကြီးကဲဘွားရဲ့ဘေးမှာရောက်ရှိသွားပါတယ်။အလုံးစုံမြင်ရှိသူရဲ့မျက်နှာကတော့ပုံမှန်တိုင်းပါပဲ။ဒိုးဝရင်သူ့ရဲ့မျက်ခုံးတွေကတော့တွန့်ချိုးနေပါတယ်။လှပတဲ့အမျိုးသမီးရဲ့နောက်မှာလူနှစ်ယောက်ကရောက်လာပါတယ်။သူတို့ကတော့ဘူတိဘောမှာထိုင်နေတဲ့လူနဲ့အနည်းရောဝေးတက်လက်ပိုင်အမျိုးသားပါ။ဘူတိဘောကလူကလူတိုင်းကိုကြည့်လိုက်ပါတယ်။ကောင်းကင်မိုးတိမ်ကြီးကျန်းသူစုံတွေကိုမြင်တဲ့အခါသူ့ရဲ့မျက်လုံးတွေကကျုပ်သွားပြီးခဏလောက်စဉ်းစားပြီးရဲ့နောက်အလုံးစုံမြင်ရှိသူရဲ့ဘေးမှာရောက်ရှိသွားပါတယ်။ အနေအဝေတက်လက်ပိုင်လူကတော့ဘာပြောပဲဝင်လင်းရဲ့အဖွဲရဲ့ဘေးမှာရက်နေပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးအနေအဝေတက်လက်ပိုင်လူကိုတိတ်ချကြည့်လိုက်ပါတယ်ဝင်လင်းကထိုလ်လူနဲ့တခါမှစကားမပြောဘူးဝင်မယ်ထိုလ်လူကအိဆက်ပြီးမာနကြီးတဲ့ဇာတ်ရှိရပါမယ်လူတွေနဲ့နင်းနီးကဲမနေချင်တဲ့သူဖျက်ရမယ်လို့ခံစားမိပါတယ်အနေအဝေတက်လက်ပိုင်မျိုးသားဝင်လင်းကိုကြည့်ပြီးပထမဆုံးအချိန်စကားပြောလိုက်ပါတယ် ငါ့ကိုခေါ်သွားပြီဝယ်လင်ကခဏလောက်စဉ်းစားပြီးခေါင်းညှိလိုက်ပါတယ်ငကားကိုကောင်ဖယ်စည်းပုံကမိကုံးကအလင်းတက်အောက်မှာဖြည်းဖြည်းချင်းလေပတ်နေပါတယ်ဒူဝရင်ထိုးအချိန်မှာပဲအကောင်းနဲ့နှဆိုးမီတော့တစ်ခုပါရောက်လာပါတယ် ချက်ချင်းပဲနဆိုးမီတာဝါရောက်ရှိလာပြီးလူပုံတရံပြောင်းသွားပါတယ်။ဒူဝါရင်နဆိုးဆွမ်းရင်နေရာဝင်းရဲနေရာကြောင့်မျက်နှာကိုရှင်းလင်းလင်းမမြင်ရပါဘူး။ယောက်ျားလားမိန်းမလားဆိုတာတော့မသိရပါဘူး။ဒူဝါရင်ထုပ်ပုံရင်ကပေါ်လာတဲ့ဝလင်းကရုတ်တရက်ကြီးလိုက်ပါတယ်။ထိုအချိန်မှာပဲနဆိုးပုံရင်ကလည်းဝလင်းကိုကြီးလိုက်ပါတယ်။သူ့ရဲ့မျက်လုံးလေးမှာအကောင်နဲ့မုန်တီးမှုတွေကိုမြင်ရပြီးဝလင်းကိုဓာတ်ချောင်းလိုဆူးဆိုက်ပြီးတော့ကြီးနေပါတယ်။ဒူဝါရင်ထိုလူကရုတ်တရက်အကြီးကိုယုံသိမ်းပြီးအလုံးစုံမြင်ရှိသူရဲ့ဘေးမှာရက်လိုက်ပါတယ်။အလုံးစုံမြင်ရှိသူကတော့ဗတ်မလိုက်ပဲခေါင်းညှိလိုက်ပါတယ်။ဒူဝါရင်သူ့ရဲ့အကြီးကအဝေးကိုရောက်ရှိသွားပြီးဒီတစ်ခါ တော့သူ့ရဲ့မျက်လုံးလေးမှာမျှော်လင့်ချက်တွေကိုမြင်နေရပါတယ်။ကရုံးနဲ့လူငယ်တယောက်ကအနီရောင်ဝိစုံနဲ့အဝေးရနေဖြစ်ဖြစ်ချင်းရှောက်လာပါတယ်။သူကရံဝန်ခြုံမောက်ပြီးမကောင်းဆိုးဝါးဆန်တဲ့လှပမှုကိုမြင်ရပါတယ်။သူ့ရဲ့ခေါင်းကသပင်တပင်မှမရှိဘဲခြုံမွေးနေပါတယ်။သူ့ရဲ့ပလက်မှာကောင်းကင်ဝဉဉ်စွားရီယာရှိနေပါတယ်။သူကဝယ်လင်းကိုပထမဆုံးအချိန်ကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။ညီငယ်ဝမ်ငါနောက်ကျသွားတယ်။ဘေလိုဝယ်လင်းရဲ့မျက်လုံးတွေကတင်းနေပြီးခေါင်းညှိလိုက်ပါတယ်။မင်းကနောက်မကျပါဘူး။အချိန်ကိုက်ပါပဲ။ ဂရုံးလူငယ်အားပေါ်လာတာကြောင့်အကြီးကဲဘွားရဲ့မျက်လုံးတွေကကျုပ်သွားပါတယ်။ကောင်းကင်မူတဲ့ရင်ကြီးညံ့သူဇုံတွေရဲ့မျက်လုံးတွေမှလည်းအိဆက်မှုများလိမ့်လက်သွားပါတယ်။အလုံးစုံမြင်ရှိသူတယောက်ထရရတာဖြစ်ဖြစ်နဲ့ပြုံးလာပါတယ်။ငကားကိုကောင်ဖဲစည်းပုံကအလွတ်လွတ်လာပြီးကောင်းကင်ဝင်းညင်စွမ်းအားတွေကပုံဝင်ချင်းတစ်ခုလုံးပြင်းထန်လာပါတယ်။ခင်းရောင်ငကားကိုကောင်ကရွေလျားပြီးအဟိတဲ့အခါပြင်းထန်တဲ့မိကုံးရောအလင်းတွေကပုံဝင်ချင်းကီလိုမီတာ90ကိုဖုံးလွှမ်းသွားပါတယ်။အလင်းရောင်တွေကအမြန်ပြောက်ကွက်သွားပြီးလူတိုင်းရဲ့ပုံရိပ်ကလည်းပြောက်ကွက်သွားပါတယ်။ပစ္စမောက်ကူကိုစတင်ဖွင့်လှစ်လိုက်ပါပြီ။ ကောင်းကင်ဝိညာဉ်ကောင်းကင်ဘုံနေမြေရဲ့ပစ္စမောက်ခုထဲမှာဘာတွေရှိလဲဆိုတာဘယ်သူမှမသိပါဘူးကောင်းကင်အရှင်ချင်းလင်းရအောင်မှာဂူရဲ့အရွယ်စားကိုမသိခဲ့ပါဘူးအဲဒီတုန်းကချင်းလင်းတယောက်တည်းကိုပဲဝင်ခွင့်ပေးခဲ့တာပါပဲပြင်ပလူကိုမှဝင်ခွင့်မပြုပါဘူးကျူတော့လူတိုင်းကိုလည်းတပစ်ခဲ့ပါတယ်ချင်းရွှဲရအောင်မှထူပစ္စမကူထဲကိုခြေတဝက်အောင်မချခဲ့ဘူးပါဘူးထူပစ္စမကူကချင်းလင်းရဲ့လိုအပ်ချက်ပါယခုချိန်မှာခင်ရောက်အလင်းကပြတ်ကွက်သွားတဲ့အမျှလူတိုင်းရဲ့ပုံရိပ်တွေကလည်းပြတ်ကွက်သွားပါတယ် ဝင်လင်းခန်းစားလိုက်ရတာသူ့ရဲ့ခန္ဓာကိုယ်ကခင်ရောက်လင်းတန်းနဲ့အပမံကွေသွားသလိုပါပဲထိုခန်းစားချက်ကရန်အောင်မှထူးဆန်းပါတယ်သူရင်နာကျင်မှုကတော့မရှိပါဘူးထိုခန်းစားချက်ကကြာရှည်နေသလိုခန်းစားရပေမဲ့တကယ်တမ်းမှာတော့ခဏတာပါဝင်လင်းကမင်းကြီးရဲ့နေရာတစ်ခုမှပေါ်လာပါတယ်ထိုနေရာကမင်းနဲ့တဲတွေနဲ့ဖုံးလွှမ်းနေပြီးမိုးကုတ်ဆောင်ဝိုင်းရဲ့အစွန်းအောင်မမြင်ရပါဘူးလေးတိုက်နေတာတဲတွေကိုလွတ်ဆင်စေပြီးတဲမုန်တန်းကတိုက်နေသလိုပါပဲကောင်းကင်ကတော့မှုန်ပိုင်းနေပြီးမိကုန်းကတိမ်နေရဖုံးနေသလိုပါပဲအပေါ်ကြာကြာကြီးမိမဲ့ဆိုရင်အသက်ရှူကျလာပါလိမ့်မယ်ဝင်လင်းကမင်းနဲ့ ေတဲ့တဲကနာအထဲမှာရက်နေရင်ကောင်းကင်ကိုကြည့်လိုက်ပါလေမျက်နှာကလည်းမှောင်မဲနေပါလေသူ့ရဲ့ဝိညာဉ်အာယုံကပြည့်နှက်သွားပြီဖြစ်ပေမဲ့နဆိုးဝိညာဉ်ကဘာတစ်ခုလုံးလွှမ်းခြုံနိုင်တဲ့သူ့ရဲ့ဝိညာဉ်အာယုံကထိုလီဟာနေရဲ့အဆုံးကိုရှာမတွေ့နိုင်ပါဘူးဝင်လင်းရဲ့ဝိညာဉ်အာယုံအတွင်းမှာသူတယောက်ထရရတာရှိပါလေဂူတဲဝင်လာတဲ့သူအာလုံကလည်းကွဲကွာသွားပြီးပြန်ဆုံမှုအတွက်အယံခက်ခဲတဲ့လူထင်ရပါလေစင်းစားနေဝလင်းကအပေါ်ပြန်တက်လိုက်ပါလေသူကတည်းကပေတရာလောက်ပဲရောက်တော့မျက်နှာပြသွားပြီးအပေါ်ကနေအန်ရယ်တစ်ခုကိုခန်းစားလိုက်ရပါလေချက်ချင်းပဲမြေပြင်ပေါ်ကိုပြန်ဆင်းလိုက်ပြီးညာဘက်မျက်လုံးကနေအပြောင်းအလဲတစ်ခုကထွက်လာပြီး အပြောင်းအထိုင်းဖြစ်သွားပါတယ်အပြောင်းအထိုင်းကပေါ်လာတဲ့မိကုံးရောအမွှေးတွေကကောင်းကင်ကနေဆင်းသက်လာပါတယ်ရံဦးမြန်လုံးလို့အပြောင်းအထိုင်းကိုချက်ချင်းပဲထိမှန်သွားပါတယ်ဒိုင်းနဲ့မိကုံးရောအမွှေးတွေကတိုက်မိပြီးဝလင်းကပေတရာကျော်လောက်နောက်ဆုတ်သွားပါတယ်မျိုးလုံးလေးမှာအစ်ဆက်တဲ့အလင်းတစ်ခုကလည်းဖြစ်ပြီးသွားပါတယ်ပြီးတော့လက်တီးဆုတ်ပြီးတွဆုံနေခြင်းမရှိပဲထိုးလိုက်ပါတယ် ရှေးအောင်နှဖျားရဲ့အရေးကသူ့ရဲ့နောက်မှာပေါ်လာပြီးသူ့ရဲ့လက်သီးထဲမှာရှေးအောင်နှဖျားရဲ့စွမ်းအားတွေကပေါဝင်နေပါတယ်။ထိုလက်သီးထက်ကမိကုံးအောင်အမွှေးကိုထိမှန်ပြီးပြုတ်ကွဲသွားစီပါတယ်။ဒါဝါရင်မိကုံးအောင်အမွှေးပြုတ်ကွဲသွားတာဝင်လင်းကိုစိတ်အသာမရစေပဲသူ့ရဲ့မျက်လုံးတွေကိုကျဉ်းသွားစေပြီးအမြန်ပဲနောက်ဆုတ်သွားစီပါတယ်။ပြုတ်ကွဲသွားတဲ့မိကုံးအောင်အမွှေးတွေကပြောက်ကွက်မသွားပဲပို့ပြီးတော့စွမ်းထက်တဲ့မိကုံးအောင်အမွှေးဆယ်ကူအဖြစ်ပြောင်းလဲသွားပြီးဦးတီကျဲဆယ်ကူကဝင်လင်းနောက်ကနေတိုက်ခိုက်လာပါတယ်။ဝင်လင်းကနောက်ဆုံးနေတဲ့အချိန်မှာမိကုံးအောင်အမွှေးတွေကပုံမြန်ဆန်လာပြီးသူ့နောက်ကနေလိုက်လာပါတယ်။ဒိုင်းကြောင်ပိတ်ဆို့ထားနိုင်ပြီမဲ့တိုက်ခိုက်မှုကြောင့်ဝင်လင်းရ ဲ့ခန္ဓာကိုယ်ကတုံ့လုသွားပါတယ်ပေးတောင်းကြော်တော့သူကနောက်ဆုတ်သွားပါတယ်မိကောအဟွေးတွေကထမှန်တိုက်ခိုက်လာတာကိုမြင်တော့ဝလင်းကမူလာအနစ်စွမ်းရင်တဝက်ကိုထွေးထုတ်လိုက်ပါတယ်တိုက်မိတဲ့အခါဝလင်းရဲ့လက်ကလက်သီးဆုပ်ပြီးထိုးချလိုက်ပါတယ်ဝလင်းကိုအန်းတင်းစင်တဲ့မြင်ကွင်းကထမှန်ပြီးတော့ပေါ်လာပါတယ်မိကောအဟွေးစိတ်ကူးကြော်ကပြုတ်ခွဲပြီးတရာကြော်အဖြစ်ပြောင်းလဲသွားကဝလင်းကိုတိုက်ခိုက်လာကြပါတယ်ဒါကဘာကြီးလဲ ဝန်လင်းရဲ့ဥယျာဉ်ပြားထုံကျင်သွားပါတယ်ပထမလက်သီးချမ်းမှာတော့တိတ်ပြီးတော့မထိခိုက်ပြီမဲ့ဒုတိယလက်သီးချမ်းမှာထိခိုက်မှုကကြီးမားလွန်းပါတယ်လက်တရာနောက်နာကျင်နေပါသေးတယ်နာကျင်မှုကမကြခင်မှာပြက်ကွက်သွားပြီမဲ့ဝန်လင်းကတတိယလက်သီးချမ်းကိုမထိုးရတော့ပါဘူးအမြန်နောက်ဆုံးနေတဲ့အချိန်မှာအပြောင်ထိုင်ကဝန်လင်းကိုဝင်းရနေပြီမိကုံးကအမွှေးတွေတိုက်ခိုက်မှုကိုခုခံနေရပါတယ်မိကုံးကအမွှေးရဲ့လက်ရံမှုကနေနောက်ဆုံးနေတဲ့ဝန်လင်းရဲ့ပုံရိပ်ကမင်းနဲ့နေတဲ့တဲကန္နာအထဲမှာမင်းကြောင့်တစ်ခုလိုဖြစ်နေပါတယ်ဝန်လင်းရဲ့ရွှေလျားမှုကတဲကန္နာအထဲမှာ ရှေလီယာရဲ့မင်းကြောင့်တစ်ခုကိုဆွဲထုတ်လိုက်ပါတယ်။တီနီယာရှေပြောင်းချင်းဤပညာထိုနေရာမှာအတုံးမွင့်ပါဦးဝန်လင်းကလီဟာနယ်ကွညွန့်ချင်းုံတော်စမ်းကြည့်ပေမဲ့ဘာပဲလို့လို့တလမ်းမသာယူနိုင်ပါတယ်။ငါအခုမှဝင်လာတာ။ဒါပေမဲ့ဒီလိုထူးဆန်းတဲ့အရာကိုကြုံနေရပြီ။ဝန်လင်းကခါတီးတဲ့အပြုံတစ်ခုကိုပြောင်းလိုက်ပါတယ်။မိကုံးကအမွှေးအားသူ့ကိုမျောတန်လိုက်နေတာကိုမြင်တော့သူ့ရဲ့မျက်လုံးလေးထဲမှာတဖက်ချင်တဲ့စိတ်များဖြစ်ပြီးသွားပါတယ်။ဝန်လင်းကညာလက်နဲ့လက်စိတ်တစ်ခုကိုဖိလိုက်ပြီးရုတ်တရက်လက်ကလေးဆင့်ခေါ်ခြင်း သူကအဟိလိုက်ပါလေသူရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့မိကုံးအောင်အွှေ့တွေကိုဖျက်ဆီးနိုင်တာကြောင့်ဝင်လင်းကကောင်းကင်ဒီပညာကိုရွေးချယ်လိုက်ပါလေသူကစကားပြောပြီးရဲ့နောက်မှုန်ပိုင်းနေတဲ့ထုတ်ကပါမှာအနေရောက်လေဒီရပေါ်လာပြီးငကားလေးကောင်ကပေါ်လာပါလေတို့ရတဲ့ငကားလေးကောင်ကပေါ်လာတဲ့ကောင်းကင်ကဒေါသထွက်နေတဲ့ပင်လယ်လူမျိုးပြောင်းလဲသွားပါလေအဝေးကနေမိကုံးအောင်အွှေ့တွေအများကြီးကကောင်းကင်မှာပေါ်လာပါလေမိကုံးအောင်အွှေ့တွေကပေါက်ဆက်ပြီးလေစင်နှမောင်းကြီးရဖြစ်လာတာထုံနေရာတစ်ခုလုံးဖုံးကန်းသွားပါလေလေစင်ခော့ခြင်းကနေပေါ်လာတဲ့ငကားလေးကောင်ကိုလေစင်နှမောင်းကြီးရတက်ခတ်သွားတော့မြင်တော့ဝင်လင်းကအန်းအင်းတင်သွားပါ ါတယ်ဝယ်လင်ရဲ့ဥယျာဉ်ပြားလည်းထုံကျင်သွားပြီးထမှန်ပြီးတော့ထွက်ပြေးသွားပါတယ်သူနောက်ကလီစင်နမောင်းကြီးကမိခွန်းအငွေတွေကိုစုပ်ယူရင်ပို့ပြီးတော့ကြီးမားလာပါတယ်နောက်ဆုံးမှတော့ပေတောင်ကျော့အခြေဝန်ရှိတဲ့လီစင်နမောင်းကြီးကဝယ်လင်ကိုလိုက်ရပါတယ်ဝယ်လင်ကထွက်ပြေးနေရင်သူနောက်ကစုပ်ယူနေတဲ့အားကိုခန်းစားမိပါတယ်လီစင်နမောင်းကြီးကရောက်တဲ့နေရာတိုင်းမှာမင်းနဲ့နေတဲ့အငွေတွေကပေါ်လာပြီးစုပ်ယူခံလိုက်ရတော့မြင်တော့ဝယ်လင်ကအာအန်းတင့်သွားပါတယ်ပြီးတော့ထိုကဲသို့စုပ်ယူပြီးရင်တော့လီစင်နမောင်းကြီးကသူ့ကိုလိုက်လာရင်ပို့ပြီးတော့ကြီးလာပါတယ် ဒါဘာကြီးလဲတော်မင်းဟောအန်ချိတ်ပြီးဝန်လင်းရဲ့ပလက်မှာရှီအောင်နှဖျားမိဖို့ဟာပေါ်လာပါတယ်သူရဲ့ရှီအောင်နှဖျားရဲ့စွမ်းအားကမိဖို့ထဲကိုဝင်ရောက်သွားတာကြောင့်သူကချင်းပဲပြက်ကွက်သွားပါတယ်ပြန်ပေါ်လာတဲ့အခါပီတာထောင်အကွာဝေးမှာရှိနေပါတယ်ပီတာထောင်ပဲဖြစ်ဖြစ်မဲဝန်လင်းကိုစိတ်ပိုင်းဖြတ်မှုကိုရရှိစေပါတယ်လေစင်းနှမောင်းကြီးကပီတာထောင်ကိုဖျက်ချော်ဖို့အတွက်စကတ်အနေငယ်သာအကြံပေးပါတယ်သူရဲ့ရှီအောင်နှဖျားစွမ်းအားအလုံးကိုမိဖို့မှာအသုံးပြုပြီးထွက်ပြေးမဲ့ဆိုရင်တော့မလွန်တော့ပါဘူးတကယ်လို့မြောက်ဖို့ဆိုရင်လေစင်းနှမောင်းကြီးကိုရတန်းအောင်လို့လှုပ်ရပါမယ် တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ်ရက်တန့်သွားရင်ဝင်လင်းမှာမျောလင်းချက်ရှိပါလိမ့်မယ်။ဝင်လင်းကသူ့ရဲ့ခေါင်းကိုလှည့်ပြီးတူလွန်အေးကိုထိလိုက်ပါတယ်။ဓာတ်ထစဉ်ကြောကသူ့ရဲ့တူလွန်အေးထဲကနေထွက်လာပါတယ်။ဓာရီယာထွက်လာတဲ့ဓာတ်ပုံစံဖက်စီရာတွေဖြစ်လာပြီးလီစင်နမောင်းကြီးစီကိုတိုးဝင်သွားပါတယ်။ယခုချိန်မှာနှမျောနေစရာဘာမှမရှိပါဘူး။ဓာတ်ထစဉ်ကြောကလီစင်နမောင်းကြီးနားကိုနီးကပ်လာတော့ဝင်လင်းကဒေါပေါက်ကွဲသူကအော်ဟိလိုက်ပါတယ်သူကအော်လိုက်တာနဲ့ဓာကြီးတစ်ချောင်းကဖြက်စီးတဲ့အချိန်မှာကိုထွက်လွတ်ပြီးအပပိုင်းကွဲကလေစင်နှမောင်းကြီးစီကိုပြန်သွားပါတယ်အချိန်တည်းမှာပဲကျန်တဲ့ဓာအလုံးကလည်းပေါက်ကွဲသွားပါတယ်မင်းမတွက်နိုင်တဲ့အစိပ်ပိုင်းတွေကလေစင် င်နှမောင်းကြီးကိုဖျက်ဆီးသွားတာကြောင့်ခဏတရက်တန့်သွားပါတယ်ဓာရီအတွက်နှမျောနေရင်ပဲရှီအောင်နှဖျားမီးပေါ်ကလင်းလက်သွားပါတယ်ဝလင်းကပြောက်ွက်သွားပြီးပေးထောင်ကျော်အကောက်ဝေးမှာပြန်ပေါ်လာပါတယ်ပြန်ပေါ်လာပြီးတဲ့နောက်ရှီအောင်နှဖျားမီးပေါ်ကထမှန်ပြီးတော့လင်းလက်သွားပါတယ် ကိုကစတိုက်လင်းလက်ပြီးရနောက်ဝလင်းကပေတသောင်းနီးပါးအကွာဝေးမှာပေါ်လာပါတယ်ပြီးတော့သူကစိတ်မလျှော့သေးပါဘူးလေစင်နှမောင်းကြည့်ရခဏတရက်ပြီးသူ့ကိုဆက်လိုက်လာပါတယ်ဝလင်းရဲ့မျက်နှာညှိုးငဲ့နေပြီးတောင်းမယောအချိတ်ကညာလက်ကိုဆန်းထုတ်လိုက်ပါတယ်သူ့ရဲ့ရှေ့မှာအကွဲကြောင်လေးတစ်ခုကပေါ်လာပြီးညာလက်ကိုဆန်းထုတ်လိုက်တာနဲ့နဖျားတက်လန့်ရဲ့ပုံရိပ်ကပေါ်လာပါတယ်နဖျားတက်လန့်ကိုကင်ပြီးဝလင်းကပြစ်လိုက်ပါတယ်လှန်အလေစင်နှမောင်းကြည့်စီကိုချက်ချင်းပဲရောက်သွားပြီးဖောက်ထွင်းသွားပါတယ်ဖျက်စွန်ကအချိန်မှာလည်းပောက်ကွဲထွက်လာပြီးကောင်းလေးနဲ့မြေကြီးကတုံ့လို့သွားပါတယ်လေစင်နှမောင်းကြည့်ရလည်းပြုတ်ကွဲသွားပါတယ်ထိုးခွင်ရို့အုံချပြီးဝလင်း ်ကရှီအောင်နှဖျားမီဖို့ထမှန်ပြီးတော့အုံပြလိုက်ပါတယ်။တခါတည်းမှအချိန်ပေါင်းများစွာအုံပြလိုက်ပါတယ်။ဒူဝရင်သူနောဝမြင်ကွင်းကြောင့်သူရဲ့မျက်နှာဖြူဖြူဖြူဖြစ်သွားပါတယ်။ပြုတ်ကွဲသွားတဲ့လေဆင်နှမောင်းကြီးကမိကုန်းအောင်အဝေးလိုပဲရွယ်စားတူတဲ့လေဆင်နှမောင်းကြီးရဲ့အများကြီးဖြစ်ပြောင်းလဲသွားပြီးဝင်လင်းနောက်ကိုလိုက်လာပါတယ်။ဘလူပဲဖြစ်ဖြစ်လေဆင်နှမောင်းကြီးကိုပျောက်ကွက်သွားအောင်လို့မလုပ်နိုင်ပါဘူး။ပိုတိုက်ခိုက်လေလေဆင်နှမောင်းကြီးကပူပေါ်လာလိမ့်ပါ။ ထိုကဲ့သို့အရာမျိုးကိုဝယ်လင်ကပထမအောင်ဆုံးအချိန်ကြုံတွေ့ရပါသူရဲ့ချင်းချက်မှုအစင်းနဲ့လေစင်နှမောင်းအလုံးကအတုမဟုတ်ပဲအစစ်မှန်နေဆိုတာသိပါတယ်ငါခွဲထုတ်လို့လည်းမရဘူးယတနာကိုလည်းတုံးလို့မရဘူးဤပညာကလည်းအလုံးမဖြစ်ဘူးဒီလေစင်နှမောင်းကြီးကထပ်ပြီးတော့ဖြိုခွင်းရာနဲ့ချီပြီးတော့ဖြစ်လာလိမ့်မယ်အဲ့ဒီခါငါဘယ်လိုရှောင်ရှားရမှာလဲလေစင်နှမောင်းကြီးကပို့ပြီးတော့နီးကပ်လာပြီးပေါ်လာတဲ့အခါ မိကုန်းအောင်အမွှေးတွေကိုစိုးယူနေရကြတော့ပို့ပြီးတော့ဆွန့်ထလာပါတယ်။ရှီအောင်နှဖျားမိဖို့နေတော့ခဏလေးပဲခဏနိုင်တော့မယ်ဆိုတာဝယ်လင်းကသိပါတယ်။မကြိုက်ခင်မှာပဲလေးစင်မောင်းနေရနီးကက်လာပါတော့မယ်။ရှောင်းလို့မရမှတော့ခုခံမယ်။ဝယ်လင်းကရက်လိုက်ပါတယ်။လေးစင်မောင်းနေရအစွမ်းပို့ရှိလောက်အချိန်မပေးနိုင်တော့ပါဘူး။ရက်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲကိုရှီအောင်နှဖျားဆွမ်းအားတွေကဝင်ရောက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကကြီးမားလာပါတယ်။ရှီအောင်နှဖျားရဲ့တကယ်အစင်မှန်ခန္ဓာကိုယ်ကပြန်ပေါ်လာပါပြီ။ပေထောင်ချင်မြင့်တဲ့ထိုခန္ဓာကိုယ်ကကဘာကြီးကိုထောက်ကူပေးနိုင်တဲ့ပုံရပါတယ်။လေးစင်မောင်းဆယ်ကူကနီးကက်လာတဲ့အခါရှီအောင်နှဖျားကျင်က ားပွင့်ရအမြဲပဲလေပတ်နေပါတယ်မကြခင်မှာပဲကဘာကြီးကိုတလုံးစီတယ်အော်တန်ကြီးကိုထုတ်လုပ်လိုက်ပါတယ်သူကထမပြေတော့ပါဘူးရှေ့ကိုရှောက်လိုက်ရင်ရှေ့ရောင်နှဖျားမီးဖို့ကလိလက်သွားပြီးပြောက်ကွက်သွားပါတယ်ပြန်ပေါ်လာတဲ့အခါလီစင်သမောင်းတစ်ခုရဲ့ရှေ့မှာရှိနေပါတယ်ကောင်းငင်ဝင်းညင်ပုံကောင်းငင်ပုံနေမီရဲ့ပစ္စမာကူရဲ့အနှိုင်းဆုံးနေရာမှာတစ်သားတရားတစ်စင်းရရှိပါတယ်တရားအောက်မှာမင်းနန်းဒီနဲ့ရေဒီရစစင်းနေပါတယ်တခါတည်းရန်ရေထဲမှာကြောက်စရာကောင်းတဲ့အရေးဒီရဖြစ်ပြီးသွားပါတယ်တစ်သားတရားပုံမှာလူတစ်ယောက်ကထိုင်နေပါတယ်သူရဲ့ရုပ်ရည်ကိုမမြင်ရပေမဲ့တန်ကျက်ကောက်ကိုဝှထားတော့မှုံဝါမြင်ရပါတယ်နဆိုးဆွားအနေနဲ့ပြေးနေတဲ့မ ဲနဲ့နေတဲ့မြခိုးတွေကသူ့ကိုဖုံးထားပါတယ်။နဆိုးစွားတွေကထိုးရောက်နဆိုးငယ်ပဲလို့ထင်အောင်တိတ်တဲနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကမလုံမြဲနဲ့ထိုင်နေပါတယ်။သူ့ရဲ့ရှေ့မှာ ပလင်းလေးတစ်လုံးကလည်းရှိပါတယ်။ပလင်းလေးကိုဖော်တစ်ခုနဲ့ပိတ်ထားတာကြောင့်အထဲမှာဘာရှိလဲဆိုတော့မမြင်ရပါဘူး။မဲနဲ့နေတဲ့မြခိုးတွေထဲကလူတွေကဖြည်းဖြည်းချင်းမျိုးလုံးကိုဖိလိုက်ကြပါတယ်။သူ့ရဲ့မျိုးလုံးတွေထဲမှာသွေးစနေတဲ့အငွေ့သက်တွေကပြင်းနေနေပြီးနှခမ်းကိုရှာနေတက်လိုက်ပါတယ်။အယိုးတွေပုတ်တိုက်တန်လို့ထင်အောင်ခတ်ထန်တဲ့အတန်နဲ့ဘသူကပထမဦးဆုံးထွက်လာပါတယ်။ လူသားရဲ့အသားကိုမမီးဆန်းရတာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီသူကပြောလိုက်ပါတယ်ဝင်လင်းရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်ကပေထောင်ပေါင်းများစွာမြင်မာတာကြောင့်ကောင်းကင်းကိုထောက်ကူနိုင်တယ်လို့ခန်းစားနေရပါတယ်ရှေးအောင်နှဖျားမိဖို့ကလည်းမိတ်တုံမိတ်တုံလင်းလက်ပြီးလီစင်တမောတစ်ခုရဲ့ရှေ့မှာပေါ်လာပါတယ် ထိုလေဆင်းနှမောင်းကိုအင်အားနဲ့မဖျက်ဆီးနိုင်ဘူးဆိုတာကိုဝလင်ကတင်ငန်းစာယူပြီးသားပါသူ့ရဲ့ခန္ဓာကိုယ်ကပေါ်လာတဲ့အချိန်မှာပဲဝလင်ရဲ့မျက်လုံးတွေကလေးလက်သွားပါတယ်ပြီးတော့အော်တန်ပြုတ်လိုက်ပြီးအပြောင်းထိုင်းကိုမခေါ်ပဲသူ့ရဲ့ခန္ဓာကိုယ်နဲ့လေဆင်းနှမောင်းကိုခုခံလိုက်ပါတယ်ဒီလေဆင်းနှမောင်းရဲ့အစွမ်းငါရဲ့ရှေးရောက်နှဖျားခန္ဓာကိုယ်ဘယ်လိုရှင်မလဲဆိုတော့ငါကြည့်အောင်မယ်လေဆင်းနှမောင်းကအန်တစ်စရာအမျက်နှုံးနဲ့ဝလင်စီကိုပြင်းဝင်လာပါတယ်လေဆင်းနှမောင်းနဲ့နီးကပ်လာတဲ့အတွက်ဝလင်ကသူ့ရဲ့ခန္ဓာကိုယ်အားကောင်းတဲ့လိုင်းတစ်ခုကဝင်တိုက်တယ်လို့ခံစားရပါတယ်အထူးသဖြင့်ထိုလိုင်းထဲမှာပြင်းထန်တဲ့လေတွေရရှိပြီး ်သူ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်းဆွဲဖျက်ပြီးလေဆင်နှမောင်းကဆုပ်ယူဖို့အတွက်ကြိုးစားနေပါတယ်လေဆင်နှမောင်းကဝလင်းရဲ့ခန္ဓာကိုယ်ပေါ်ဝင်ရောက်ပြီးသူ့ရဲ့ခန္ဓာကိုယ်အပိုင်းဆွဲဖျက်ဖို့ကြိုးစားတဲ့အခါဝလင်းရဲ့ခန္ဓာကိုယ်ထဲဥပါဝင်ရောက်လာပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်ထဲကနေတောက်တောက်ပောက်ကွဲတံများထပ်ပေါ်လာပြီးတုံးလန်းလောက်နောက်ဆုပ်သွားပါတယ်စုံနေတုံးရှီအောင်နှဖျားမိဖို့ဟာမိတ်တုံမိတ်တုံလင်းလက်လာပါတယ်ပေတထောင်အကွာမှာပေါ်လာပြီးလေဆင်နှမောင်း၄ခုရဲ့တိုက်ခိုက်မှုကိုရှောင်လွှဲလိုက်ပါတယ်ဝလင်းရဲ့မျက်နှာတိကျနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်စံတမှုအနေနဲ့အုံပြုပြီးသူ့ရဲ့ခန္ဓာကိုယ်ကလေဆင်နှမောင်းဖနက်ခုကိုခံ နိုင်ရှိလဲဆိုတာတွက်ချက်နိုင်ခဲ့ပါတယ်။ကျင်းကြံသူဆိုရင်အဖပိုင်းဆွဲဖြဲခံရမှာဖြစ်ပြီးမူလဝိညာဉ်အောင်တော့မလွတ်မြောက်နိုင်ဘူး။ငါရဲ့ရှေးရောင်နှဖျားခန္ဓာကိုယ်နဲ့တော့နာကျင်မှုကိုခံစားရတယ်။ဒီလီစင်နမောကတကယ်ကိုပါကြည့်တယ်။ ေစင်နမောင်းကသူ့စီကိုဦးတည်လာတဲ့အခါဝင်လင်းရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့အလင်းနေရာဖြစ်ပြသွားပါတယ်ဝင်လင်းရဲ့ပက်လက်မှာအပြောင်းအလင်းနေရာလင်းလက်လာပြီးအပြောင်းအလင်းတိုင်းကပေါ်လာကသူ့ရဲ့ပက်လက်မှာလင်းနေပါတယ်အပြောင်းအလင်းတိုင်းနဲ့ငါရဲ့ရှီအောင်နှဖျားခန္ဓာကိုယ်တုံးရင်ဒီလေစင်နမောင်းကိုဖယ်ရှားနိုင်ရမယ်ဝင်လင်းကလေစင်နမောင်းစီကိုတက်တက်ဦးတည်သွားပါတယ်လေစင်နမောင်းတုံးကအမြင်ရွှေလျားပြီးဝင်လင်းစီကိုလာတဲ့အခါအပြောင်းအတိုင်းနဲ့ဝင်တိုက်ကြပါတယ်ခြေလောင်နဲ့ဒတိုင်းတိုင်းအတန်နဲ့တူအပြောင်းအလင်းတိုင်းကမှိတ်တုံးမှိတ်တုံးလင်းလက်လာပါတယ်မြုံနိုင်စရာတိုက်ခိုက်မှုကြောင့်ဝင်လင်းကနောက်ဆုံးနေရပါတယ်နောက်ထပ် လီစင်းနမောင်းကိုကူအားဝင်ရောက်လာပြီးဝလင်းကားဆုံးနေတော့အပြောင်းအလင်းတိုင်းအားဝင်တိုက်လိုက်ပါတယ်။အပြောင်းအလင်းတိုင်းအားလေပတ်နေတော့ဝလင်းကားဆက်ပြီးတော့ဆုံးနေပါတယ်။ထိုအရာမဆုံးနိုင်တဲ့ဆုတ်ခွာမှုဖြစ်ပြီးလီစင်းနမောင်းနေရာဇတိုက်ကိုဝင်တိုက်နေရာကြောင့်သူကထက်ခါထက်ခါဆုံးနေရပါတယ်။လီစင်းနမောင်းကိုကူလုံအားပြောက်ကွက်သွားတဲ့အခါဝလင်းကားမသိနိုင်တဲ့အကွာဝေးတစ်ခုကိုဆုတ်ခွာသွားပါတယ်။ရှီအောင်နှဖျားဖြစ်ပေမဲ့ကျင်ကားပွင့်အဆင့်ပဲရှိပါသေးတယ်။ အပြောင်တိုင်းရလေစင်နှမောင်းတာစီပေးပေမဲ့ဝလင်ကခန်းစားခဲ့ရတဲ့ဝေဒနာကြောင့်သူ့ရဲ့နဖူးမှာချွေးစည်းတရာပြင်းထန်နေပါတယ်။အနီရကမပြီးသေးပါဘူး။နောက်ထပ်လေစင်နှမောင်း15ခုကသူ့စီကိုလာနေပါတယ်။လေစင်နှမောင်း15ခုကဝလင်စီကိုဝင်မတိုက်ခင်တန်းစီနေတဲ့ပုံရပါတယ်။ရှီအောင်နဖေးအားမီးဖို့နဲ့ရှောင်းလဲရင်တောင်လေစင်နှမောင်းတွေရဲ့အမြန်နှုံးကြောင့်ကဘာကြီးကိုတုံလို့စေတဲ့အတန်အချက်ချင်းပဲပြင်းထန်ထွက်သွားပါတယ်။လေစင်နှမောင်း15ခုကအပြောင်တိုင်းကိုဝင်တိုက်ပြီးပြက်ကွက်သွားကမြုံနိုင်စင်ဟာအင်အားတစ်ခုဖြစ်လာပါတယ်။အပြောင်အလင်းတိုင်းကဝလင်ရဲ့ခန္ဓာကိုယ်နဲ့ကတ်သွားပါတယ်။ဝလင်ရဲ့ခန္ဓာကိုယ်ကတုံလို့ ါပြီးသွေးတပတ်ထွက်လာပြီမဲ့ပြန်ပြီးတော့မြှားလိုက်ရပါတယ်ပြီးတော့ချိုးပြတ်သွားတဲ့ဆွန်လိုသူ့ရဲ့ခန္ဓာကိုယ်ကလွတ်ထွက်သွားပါတယ်ဝယ်လင်းကမြေပြင်ပေါ်ပေတဲ့တောင်းကျုပ်အခွားမှာပြုတ်ကျသွားပြီးတုံလုံးထောက်ချမှုများဖြစ်လာပါတယ်တဲရီအမြောက်များလည်းလွတ်ထွက်သွားပြီးငိန်တက်ဖို့အတွက်အချိန်တော်ကြာသွားပါတယ် မြေပြင်ပေါ်မှာကျင်းတစ်ခုကပေါ်လာပါတယ်ဝလင်ကပုံမှန်လူရွယ်စားထိပြန်ရောက်သွားပြီသူကခါတိတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပြီးစူးစားပြီးတော့ထကကျင်းနေရနေထွက်လာပါတယ်ချုံမွေးတဲ့အနေအောင်တဲခန္ဓာရောက်ကိုကြည့်ပြီးဝလင်ကတပြင်းကိုချလိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးမှာကြောင်မှုတွေဟာရှိနေတုံးပါငါရဲ့ကျင်းငါးပွင့်ရှီအောင်တဲ့ဖျားခန္ဓာကိုကဒီလိုဒဏ်ရတာဒါကပထမဆုံးအချိန်ပဲဒီလီစင်နမောင်ကဘာလဲဆိုတာမသိပင်မယ်အစွမ်းတော့တကယ်ကိုအံ့ဩစရာကောင်းတော့လေတခါလေးပဲလွှဲချော့သွားရင်တော့ငါဒီနေ့မှခုခန့်နိုင်မှာမဟုတ်ဘူး ဝင်လင်းရဲ့မျက်နှာမှိုင်မဲနေပါတယ်သူရဲ့မူလားခန္ဓာကိုယ်အတင်ပြောင်းခန္ဓာကိုယ်နဲ့ပေါင်းဆက်ပြီးတဲ့နောက်နိဗ္ဗာန်တန်ဆင်သူချင်းညံ့သူတွေကိုတိုက်ခိုက်နိုင်ပါတယ်မူလားနှောင်းပိုင်းနိဗ္ဗာန်တန်ဆင်သူချင်းညံ့သူတွေနဲ့နိဗ္ဗာန်ဖြစ်စည်းသူအကြီးအကဲတွေရာမပိုင်ရင်ဘယ်သူမှမဆုံးရှင်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်အထူးသဖြင့်ရှီအောင်နှဖျားခန္ဓာကိုယ်ကဆော့ထက်တဲ့ဆိုတာကိုပါထည့်တွက်ရင်ပါတို့ဝရင်ယခုချိန်မှာတော့ဝလင်ကအနေအကိုခံစားရပါတယ်အနေရောတဲခန္ဓာကိုကြည့်တဲ့အခါရှီအောင်နှဖျားနေမျိုးကိုပြောင်းသွားသလိုပါပဲအမားတစ်ခုကသူ့ရဲ့တော့ဆုံးရှုံးစေနိုင်တာကြောင့်သူကအလွန်အမသတိထားပါမယ် မကြသေးခင်ဟာငါ့အတွက်အရာအလုံးကအရန်ဝလွယ်ကူနေခဲ့တယ်။ငါရဲ့ကြင်ကြံမှုကတိုးတက်လာတဲ့မူလခန္ဓာရဲ့ပုံစံမှုကြောင့်အရင်အထက်သတိနေသွားတယ်။ဝလင်ကတိတိစိတ်နဲ့စဉ်းစားနေပါတယ်။သူကလက်သီးကိုဆုပ်လိုက်ပြီးမျက်လုံးလေးမှာသတိကြည်ကြည်ထားမှုတွေအားပြင်းနေပါတယ်။ထို့ကဲ့သို့အကြည့်မျိုးကသူ့ရဲ့မျက်လုံးလေးမှာမပေါ်ထွက်ခဲ့တာအတော်ကြာပါပြီ။သူရင်ဆိုင်ရတဲ့အကျက်တဲကြောင့်အရင်ကသတိကြည်ကြည်ထားတဲ့အချင်းကိုပြန်လည်ရရှိခဲ့ပါပြီ။ဒါကကောင်းကင်အကြေချင်းလေးရဲ့လှိုင်းကူအန်ရီရီနဲ့ပြင်းနေရာကြောင့်ငါပေါ်ဆနေလို့မရဘူး။ အမြဲတမ်းသတိရှိနေရမယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်